စစ်ကောင်စီတပ်ကရိုင်းရီအပြစ်အခက်ရဲစဲရေးကာလကြေညာထားပေမဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့အတွက်နိုင်ငံနေရာအနှံ့မှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ဒါကြောင့်ကမ္ဘာအမွေနှင့်စရင်ဝင်ပကံရှေးရောင်းရင်ကျင်းမှုနည်းမြေမှာလဲတိုက်ပွဲတွေဖြစ်လာမှာကိုဒေတာကန်တွေကစိုးရိမ်နေကြပါတယ်။ပကံဒေတာမှာတော့စစ်ကောင်စီတပ်ကစစ်မှုရန်အတွက်ပေါ်တာဆွဲရတဲ့ဖြူစော်တီအဖွဲ့တွေဖွဲ့နေတာကြောင့်ဒေတာကန်လူငယ်လူရွယ်တွေက နေဆက်ဘက်နဲ့နိုင်ငံသားဘက်တွေကိုတိမ်းရှောင်ပြီး သွားရောက်အလုံးလောက်ကင်နေကြရတယ်လို့သိရပါတယ်။2025ခုနှစ်ပထမ၄လအတွင်းဗကန်ဒေတာမှာစစ်မှုရန်အတွက်ပေါ်တာဆွဲခံရတဲ့လူငယ်အယောက်100ဝန်းကျင်ရှိပြီလို့ဒေတာကန်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့စည်ရင်းရသိရပါတယ်။ဗကန်ဒေတာမှာစစ်ကောင်စီကပြူစောတိအဖွဲ့တွေဖွဲ့နေပြီးညာဦးမြို့ပေါ်မှာပြူစောတိနှစ်ဖွဲ့ဗကန်မြို့တစ်မှာတစ်ဖွဲ့နဲ့မြင်းကပါရွာမှာတစ်ဖွဲ့ဖွဲ့ထားပြီးနောက်လူရမှုဓမြမှုပြန်ပေးမှုတွေများလာလို့ ီသူတွေစိုးရိမ်ထိတ်လန့်မှုတွေဖြစ်နေရတယ်လို့သိရပါတယ်။လောလောဆယ်အခြေအနေမှာတော့ကျေးလက်သေးတာတွေတောတောင်တွေထဲမှာပဲတိုက်ပွဲရှိနေတာ UNESCO ရှေးအောင်ရှင်ကျေးမှုနယ်မြေထဲမှာတိုက်ပွဲမဖော်ဆောင်ဖို့ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေကိုအစဉ်အဆက်ညွှန်ကြားထားပါတယ်။ဒါပေမဲ့စစ်ကောင်စီတပ်တွေကဗကံဖျားတွေကိုအတုံးချပြီးခံတပ်လိုမျိုးအတုံးချနေတာရှိတယ်။ဥပမာအိမ်တော်ပေါ့ရှေးအောင်ဖျားတွေနဲ့နင်းနီကကမှာရှိနေတဲ့ဟိုတယ်ကိုသူတို့ရဲ့အကြီးဆုံးတွေနေတဲ့ဌာနချုပ်အနေနဲ့လုပ်ထားတာမျိုးပေါ့ စစ်ကောင်စီဘက်ကအကြီးအကဲတွေလာရင်လည်းအဲ့ဒီမှာပဲတဲခုလေးရှိတယ်။မြို့ပေါ်မှာပြူစောတိလက်နက်ကင်တွေရှိတဲ့အတွက်ဒေသခံပြည်သူတွေအတွက်စိုးရိမ်နေရတယ်လို့ခရီးသွားပြည်သူတွေရဲ့လုံခြုံရေးအတွက်လည်းအာမခံချက်မရှိဘူးလို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကပြောကြပါဗျ။ပုဂံမှာတိုက်ပွဲတွေမဖြစ်သေးပေမဲ့ပုဂံမြို့နဲ့အနီးဝန်းကျင်ကကျေးရွာတွေမှာတိုက်ပွဲတွေဖြစ်နေတဲ့အတွက်ခရီးသွားဝင်ရောက်မှုလျော့နေနေတယ်လို့ဒေသခံတွေကပြောကြပါဗျ။မြို့ပေါ်ကတော့အေးချမ်းနဲ့တော့တော့ကျွာတွေပတ်တည်တော့နယ်တွေပတ်တည်တော့ တချို့နေရာတွေဖြစ်တာပေါ့မြို့ပေါ်မှာဖြစ်ရင်တော့လာတော့တော့ဘောအဲ့တဲ့ကတော့ဒီနေရီဆိုရင်တော့ဒီအမြန်လန်းနဲ့ဂျပန်နဲ့ချက်သွားလို့ရတဲ့အချိန်ကြီးတော့ဝင်နေချင်ပါလေအဲ့တဲ့လေဒါပေမဲ့ကိုရင်းမြစ်တွေကကြီးရတော်တော်ပါ ကိုဝင်တိုင်းနော်ဘာသာတနည်းပဲလေတော့အဲ့ဒါရှိတယ်ပေါ့နော်တကြံပြီးတဲ့အချိန်၅လပိုင်းဒီခဏပဲအဲ့ဒါပြတ်တာပြတ်နေချင်းတော့အဲ့ဒါတော်တော်များများရှိတယ်ပေါ့အခုကကျတော့မနေမလောက်ခင်တော့လေနိုင်ငံကြီးကရိုး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 အဲ့လိုတိုက်ပွဲကြီးဖြစ်တဲ့ဘာညာဆိုတော့အဲ့ဒီတွေကမြို့ပေါ်ဖြစ်တဲ့ချိန်မှမလာကြဘူးတလပိုင်းကလေးအဲ့ဒါမရှိတာအခုချိန်ကြီးပေါ့တကြံတော့မကြဘူးအဲ့ဒါလေဘာကန်ရှီအောင်ရင်ကျင်းမှုနေမျိုးကို2029ခုနှစ်ဇူလိုင်လကတည်းက UNESCO ကမ္ဘာယဉ်ကျေးမှုကော်မတီကကမ္ဘာအမွေအနှစ်စည်းဝင်အဖြစ်သတ်မှတ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ရှေးအောင်ရင်ကျေးမှုနည်းမြေဖြစ်တဲ့အတွက်ကြောင့်တက်နိုင်သမျှတိုက်ပွဲမဖြစ်အောင် ရှောင်သွားမယ်လို့ပြောဆိုထားပါတယ်။ကျမ Theory ပါ။